ယူနိုက်တက်ကနေထွက်ခွာပေးမှာစီးရီးချန်ပီယံဖြစ်ခဲ့တဲ့အပြင်တနစ်တာအကောင်းဆုံးကစားမစုကိုပါဒိမ့်ပိုက်နိုင်ခဲ့တဲ့တိုမီနီပရိသတ်များလုံးပဲမိင်္ဂလာပါဗျာရွှေရိုအိုင်ဘက်ခွန်ရှိကိုအွန်လိုင်းအင်ဂျင်ကနေပြန်လည်ကြိုးစားလိုက်ပါရင်လမ်းခွဲချင်းတွေကဝမ်းနဲ့ချီခွဲစရာကောင်းတယ်ဒိုးနဲ့ဒိုးမလိုလားတော့လို့ပဲခွဲခွဲလိုလားလို့ပဲခွဲခွဲမမတရားတွေကပြန်တွေးလိုက်တိုင်တာချင်းရတာတွေချီပါပဲတဲဆောင်ချင်းတွေကလမ်းခွဲချင်းအစဆိုတဲ့အတိုင်းဘဝမှာတကွေးမဟုတ်တကွေးတော့လမ်းခွဲချင်းတွေနဲ့ဂျုံကိုဂျုံနေရမှာချီပဲဖြစ်ပါရင် စကောမရမီအနေနဲ့ O24 နဲ့လမ်းမခွဲခြင်းပဲလမ်းခွဲခဲ့ရတယ်။သူချစ်တဲ့ United ကလည်းမထွက်ခွာခြင်းပဲထွက်ခွာခဲ့ရတယ်။ဒါသူ့အတွက်တော့ United ကစားသမားနောက်တစ်ချိန်ပြန်ဖြစ်ဖို့ရအကြောင်းအင်မတန်လဲသွားတဲ့လမ်းခွဲခြင်းမျိုးလည်းဖြစ်ပါတယ်။နောက်ပြီးကစားသမားဘွားအကောင်းဆုံးသောဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ United ကအစင်းဆက်ချောင်းဖလားလဲမဲဘွားနဲ့ဆက်သိမ်းနေခြင်း Tomine ဟာနေပယ်မြို့ရဲ့သူရဲကောင်းဖြစ်နေခဲ့တယ်။စီးရီးရဲ့အကောင်းဆုံးသောကစားသမားဖြစ်နေခဲ့တယ်။ဒါလက်မခံခြင်းနဲ့လက်ခံရမယ်မှန်ကြပါပဲ။ Tomine အနေနဲ့သူ့ကိုဆုံးဖြတ်ခဲ့တဲ့ United ကိုကျေးဇူးတောင်တင်ရမလို့ပါပဲ။ သူဟာအသက်9နှစ်အရွယ်ကလေးက United စီရောက်ရှိနေခဲ့လို့ Sir Alex Ferguson ကိုတိုင်ဒီကောင်လေးဟာ United နဲ့အတူ Premier League Champion ဖြစ်လိမ့်မယ်လို့ငယ်စဉ်က Hawking ထုတ်တာခံခဲ့ရသူဒါပေမဲ့အရာအားလုံးဟာထင်သလိုဖြစ်မလာခဲ့ပါဘူး Ole Gunnar Solskjaer နဲ့အတူသူရဲ့ United နဲ့ရဲ့တရားခမ်းနားခဲ့ပူပါတယ်အသင်းနဲ့အတူ Europa League Final ရောက်တယ် Premier League မှာအဆင့်နှိမ့်ရတယ် သူလည်းသူစွမ်းသလောက်အကောင်းဆုံးစူးစမ်းပေးခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့လုံနိုင်စွမ်းကအကန့်အသတ်ရှိပါတယ်။နေ့စဉ်ပိုင်းများများမှုတွေဘော်ရန်ဘော်လကမြန်မာတဲ့တောင်းဆိုမှုတွေတော့သူအမိမလိုက်နိုင်ခဲ့ပါဘူး။ဒါကြောင့်မယ်နောက်ပိုင်းသင်တယ်မှာပရိသတ်တွေရဲ့ညွန်ညင်ခြင်းကိုတောင်းလျှောက်ခံခဲ့ရပါတယ်။ပစုံအောင်တုံကြီးလိုခေါ်ဝေါ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာစဉ်းစားရမှာကဟိုဦးမာလေးလိုပါ။စပင်မွေးရောင်ခေါင်းပေါ်မှာရှိနေစီလင်းဖိသိမ်းခံရပြီးအမြဲတမျိုးထားခံရမယ်မယ်ဟင်းကွက်တဲ့ရောက်နေရင်တော့ရုံရှာခြင်းခံရမယ်ဆိုတာပါ United ဟာ တူမီနီကိုလူမန်နီယာမှာမတုံးခဲ့ဘူးလားတန်းနဲ့ပြီးခဲ့တဲ့ကာဒီလုံးက United အတွက်လူစားဝင်ပြီးအရေးပါတဲ့အသင်းကိုဒီကသူမကြာခဏအသွင်းယူပေးခဲ့တယ်ဒါကမှသူတကယ်ကျွမ်းကျင်တဲ့အလုပ်ဖြစ်ပါတယ်ဒါပေမဲ့ United ကသူ့ကိုအဲ့လိုမတုံးခြင်းဘူး Napoli ကတော့တုံးခဲ့ပြီးအချိုးမြတ်တွေလည်းများစွာရခဲ့တာပါအခုတော့ United နဲ့ဖြည်းဖြည်းချင်းချင်းအားလုံးမေးခဲ့ပြီးနေပယ်မြို့မှာတူမီနီပျော်ရွှင်နေပါပြီ Napoli ကသမိုင်းကြောင်းကြီးကြီးခံရတဲ့အသင်းပါနေပယ်မြို့ဟာ Italy ရဲ့အလားဆုံးမြို့တွေထဲကတစ်မြို့ဖြစ်ပါတယ်ဒီအသင်းမှာတစ္ဆာတရားကို မန်နိုင်တင်ထားတဲ့ပရိသတ်တွေများစွာရှိပါတယ်ဘောလုံးအသိသမားရဲ့နှဖျားတွေကတစ်ပါးဖြစ်တဲ့မာရာဒိုနာကွန်းခိုခဲ့ရအသင်းမှာအခုတော့ဒိုမီနီဟာကာဗရန်စကီလီယာလိုမှာနာပိုလီအတွက်မာရာဒိုနာအသိဖြစ်လာခဲ့ပါပြီစီရီယာမှာဒီရာသီ34ဝဲကစားပြီးဒိုမီနီက12ဂိုးသွင်း၄ဂိုးဖန်နေပေးခဲ့ပါတယ်ကလမားကန်ဂျတိုင်းဒီဘောက်ကိုဂိုးဖြင့်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ပွဲတိုင်းမှာသူမဲ့ဆွမ်းဆောင်ရီကိုပြသခဲ့ပါတယ်။ဒါသူ့ကစားမဘွားသွင်းကုန်တဲ့ဂိုးဖန်လေးပေးမှုအများဆုံးရာသီလည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်လဲစီးရီးအတင်းတာအကောင်းဆုံးကစားမစုကိုထပ်ထိုက်တဲ့နဲ့ဆုခုခဲ့တာလည်းဖြစ်ပါတယ်။ ဒိုမီနီအခုလိုအောင်မြင်နေခြင်း United ကတော့အသင်းရဲ့တမိုင်းတစ်လျှောက်ဆိုးဝါးသုံးရာသီကိုပိုင်ဆိုင်ထားပါတယ်။ဒါမဲ့ရာသီမှာအောင်မြင်ဖို့လည်းမတင်ကြပါဘူး။အသင်းကကစားသမားတွေအတွက်သာမကနီးပြားတွေအတွက်ပါတင်းကြိုင်းလို့ဖြစ်နေပါပြီ။အာမိုရင်ဟာ United မှာသာမအောင်မြင်ထိတ်တန်းနီးပြားအဆင့်ကိုပြန်လာနိုင်ဖို့မလဲတော့ပါဘူး။ Morales တန်ဟန်စတဲ့ Senior တွေရဲ့လမ်းစဉ်တော့ကိုလိုက်သွားရမှာပါ။ဘာရင်မှားရနေလဲ United လို့သာမေးခွန်းထောက်ရမှာဖြစ်ပါရင် โอเคပါမြောင်ဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနီးကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ